ကျမကျမရွှေစနေတသမီးအားလုံးမင်္ဂလာပါနော်ကျမကျမရွှေစနေတသမီးတွေကိုဒီတပတ်တာကာလမှာတွေ့ကြအောင်မကန်ကျမအစိုးကောင်းနေတဲ့အတူဆောင်းရှောင်းရံလေးတွေကိုလည်းပြပြပေးရမှာပဲဖြစ်ပါတယ်စနေတသမီးတွေအတွက်ကြောက်ရောက်လာတဲ့ကနမိတ်ကလေးကတော့မောဝိစာဆိုတဲ့ကနမိတ်ကလေးပဲဖြစ်ပါတယ်ကနမိတ်ကလေးကစနေတသမီးတွေကဒီကာလလေးတွေမှာပေါ့နော်မိမိကမကြခင်မှာပဲခီးတခုခုသွားတတ်တယ်အဲသွားဖို့အကြောင်းကြီးကလည်းပေါ်လာတတ်တယ်မိမိက မကြခဏဆိုသလိုပေါ့နော်မိမိကခီးလက်ထွက်နေရတဲ့စနေသမီးတွေကဒီကလလေးထဲမှာမိမိကနိုင်ငံရဲ့ခြားသွားဖို့ပြပထွက်ဖို့ပေါ့နော်ရွယ်ထားတယ်ကြံစီထားတယ်ဆိုလို့ရှိရင်မိမိကနိုင်ငံရဲ့ခြားထွက်ရတာတို့ပြပသွားဖို့အတွက်အကြောင်းနေရာပေါ်လာတာတို့အဲသွားသွားဖို့ကိစ္စတွေပေါ့နော်ဖြစ်လာတာတို့ဒီလိုမျိုးလေးနေတွေ့ကြောင်းတဲ့မိမိကအဲနိုင်ငံရဲ့ခြားခီးပြပခီးနဲ့အကျိုးပေးနေတဲ့စနေသမီးတွေကဒီကလလေးထဲမှာပေါ့နော်မိမိကအလောက်ကိစ္စရင်းနဲ့ပတ်သက်ရင်မိမိကအဲ ပြားများနေရတဲ့တယ်မိမိကပေါ့နော်ဟိုဒီလုတ်ကိုလည်းလုတ်ချင်တယ်လက်မလုတ်ချင်ဘူးအဟိုလုတ်ကလည်းဟိုကောင်းနေသလိုလိုပေါ့နော်အဲဒီလိုမျိုးလေးမိမိကစိတ်ကအဲအဲ့လိုမျိုးလေးမကြကနဆိုသလိုဝေခွဲရခတ်တာမျိုးလေးနေဖြစ်လာတဲ့တယ်အဲမိမိကဒီဒီလုတ်မှာပဲဆက်လုတ်ရရင်ကောင်းမလားဟိုလုတ်ကိုပဲပြောင်းရရင်ကောင်းမလားအဲအဲ့လိုမျိုးလေးနေဖြစ်နေတဲ့တယ်အဲမိမိကပေါ့နော်မိမိလုတ်ချင်တဲ့အလုတ်ကိုရရဲသားလုတ်အဆင်ပြေလိမ့်မယ်အောင်မြင်လိမ့်မယ်စနေတန်းသမီးတွေကဒီကလာလေးထဲမှာမိမိကပေါ့နော်ရဝေးရ ဆွေရည်မျိုးတွေမိမိအိမ်ကိုရောက်ရှိလာတာတို့ရဝဲရဆွေရည်မျိုးတွေထမ်းနေပြီးတော့တရင်ကောင်းကြရတာတို့ဒီလိုမျိုးတွေနဲ့လည်းတွေ့ကြောင်းရတဲ့စနေတသမီးတွေအဒီကာလလေးထဲမှာတခုတော့သတိထားရမယ်အဲ့ဒါဘာလဲဆိုရင်မိမိဟိုပေါ့နော်အကျိုးမပေးတဲ့ဆရာသမားတွေနဲ့တွေ့တာတို့အဒါမှမဟုတ်ပေါ့နော်မိမိဟိုပေါ့လိန်ညာလှဲ့ပြားမယ်ပေါ့နော်မိတ် မိတ်ဆွေအတူအရောင်နေနဲ့ဆုံရတာတော့ဒီလိုမျိုးလေးနဲ့တွေ့ကြုံရတတ်တယ်။နောက်ပြီးရင်မိမိတို့အတွင်းရပဲပေါ့နော်။အဲမိတ်ဆွေတွေတယောက်ယောက်ရဲ့ပေါ့နော်။လိန်ညာလှည့်ပြခြင်းကိုမိမိခံရတတ်တယ်။မိမိကလူလိန်ခံရတတ်တယ်၊ငွေလိန်ခံရတတ်တယ်။ဒါတော့မိမိကအထူးတတိထားရမယ်။စနေသားသမီးတွေကဒီကာလလေးတည်းမှာငွေကြီးနဲ့ပတ်သက်ရင်မိမိကငွေကြောင့်ပုပင်တော့ကရောက်တတ်တယ်။ငွေမရဘူးမဟုတ်ဘူးရလိမ့်မယ်။ဒါပေမဲ့အဲပုပင်တော့ကရောက်လာပြီးတော့မှငွေရဝင်တာမျိုးလေးနဲ့ဖြစ်တတ်တယ်။စနေသားသမီးတွေကဒီကာလလေးတည်းမှာပေါ့နော်။မိမိကရွှေတဲ့ပစ္စည်း၊တမိုးကြီးပစ္စည်းတစ်ခုခုဝင်လာတတ်တယ်။ ်စနေသတ်မိတဲ့အဓိကလာလေးတဲ့မှာပေါ့နော်အအချီအိနောင်ရင်းနဲ့ပတ်သက်ရင်မိမိကစမ်းပွက်နေတဲ့အစနေသတ်မိတဲ့အဓိကလာလေးမှာချစ်သူအိနောင်ဘက်ရဲ့ချစ်ခင်ခြင်း၊ကူညီခြင်း၊မဆာခြင်း၊စောက်ရှောက်ခြင်းဒါမျိုးလေးတွေကိုလည်းခံရတဲ့စနေသတ်မိတဲ့အဓိကလာလေးတဲ့မှာမိမိကပေါ့နော်ကျမရင်းနဲ့ပတ်သက်ရင်အထွေထူးတော့မဟုတ်ပေမဲ့မိမိရလက်တစ်ဖက်နာတာတို့လက်တစ်ဖက်မမြောက်နိုင်တာတို့လက်နဲ့ပတ်သက်ပြီးတော့အထိကိုက်ဒဏ်ရာရတာတို့ဒီလိုမျိုးလေးနေတွေ့ကြုံတတ်တဲ့အတွက်ဒါကိုသတိထားရမယ်။စနေတသမိတွေက အဲဒီကလာလေးထဲမှာပေါ့နော်မိမိကအမျက်ဆက်ဖက်ရှင်ကိုရောမြကြီးကိုအောင်အိုးတိုးထဲမှာတပြေအဲတပြေချောင်းညော့ဆက်ကအလူတန်းချင်းဖြစ်မိမိရဲ့ကန်ညာခိုက်တရားပြပြောက်သွားစေမယ်လက်ကီကလာလေးကတော့မီကူရောင်လို့အဝါရောင်လို့ဒါတွေကတော့မိမိရဲ့လက်ကီကလာလေးတွေပဲဖြစ်ပါတယ်6ကနန်း၄ကနန်း၃ကနန်းကတော့မိမိရဲ့လက်ကီကနန်းလေးတွေပဲဖြစ်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်